Yo. Generation. Yo. One, two, three, go. I see that I'm number one. Generation Y. Why does he go chain? Generation X. Never go Generation Z. I'll go Mongaji. Chi, what that name generation? Z? ကျွန်တော်တို့က generation လေးပြခက်ဆက်ဆက်အားနာရှင်ကိုတိုက်ထုတ်ခဲ့တာကြီးပြကျွန်တော်တို့ရဲ့ပေးဆက်မှုဒီခေတ်လူငယ်တွေပတိကြဒါကြောင့်သူတို့ပေးတဲ့နာမည် generation လေးပြ democracy တိုက်ပွဲတိုင်းမှာချုပ်ကုန်ကြရန်ပါတယ်လူအခွင့်အရေးတိုက်ပွဲတိုင်းမှာချုပ်ကုန်ကြရန်ပါခဲ့နိုင်ငံရေးပြည်ထောင်တိုင်းမှာချုပ်ကုန်ကြရန်ပါတယ်အချင်းတို့စိုက်ကိုထောက်ခံတုံးကချုပ်ကုန်ကြရန်ပါဘူးမြင်းချက်ကစမ်းသာပြခဲ့တုံးကချုပ်တော့ 他那嫉妒表飞，追撞三对那堵乌道盖那谁怂啊？多过骚那哦，小坤给搞到谁怂？小坤谁骂那个谁怂啊？耶耶，好可怜的哦，俺路基谁怂啊？乌道比别们，别都闹嘛那个，哎，别都个蛋麻痹的。俺们乌云古道，乌云陪我进庄头看那比家。俺们来到，俺们来到，滴滴滴滴，看来的人来挤了，俺们来到，看看哪来到，老外说来谁来到手，乌个压着喽。music 有的路标噶。 ဒါကလူတိုင်းပါပဲပေါ့နော် music လုပ်တဲ့လူတိုင်းဟို music to family မဲ့ creation တစ်ခုခုအတွက်သူမှကုန်ကျန်းတွေပေးထားချက်တွေဆိုတာဘယ်လိုရှိတတ်တယ်ပေါ့နော်ရှာတတ်တယ်မြင်တတ်တယ်ပေါ့ဆိုတော့အဲ့လိုအဲ့လိုမျိုးပါပဲကျွန်တော်ကျွန်တော်ဒီအငိုင်းလာပါတီနဲ့ထောက်ထဲရောက်သွားတယ်ပြန်လွတ်လာတဲ့အချိန်မှာဒီ၄၅လလောက်ပေါ့နော်ဒီကျွန်တော်အထဲရောက်နေတဲ့တော်တွင်းအပြင်မှာဖြစ်သွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မမေးလိုက်တာလို့ကျွန်တော်ဒေးလာရှိတယ်ဟို online ကနေပြီးတော့ပေါ့နော်ဒေးလာရှိတယ်မေးမြန်းရှိတယ်ပြီးတော့အဲ့လိုဟို ဘယ်လိုဟောမလဲကိုလက်လန်းမိသလောက်ပေါ့နော်လိုက်ပြီးတော့အဲ့လိုအာလိုက်ရှာကြည့်ရတာမှာအဲ့လို error လေးတွေတွေ့ရတဲ့ဟာတွေပေါ့နော်ဒီကျွန်တော်တို့ရဲ့လူတော်လိုင်းတွေက error တွေတွေ့ရတဲ့ဟာလေးတွေအပေါ်မှာဟိုဘယ်လိုဟောမလဲတစ်ခါကလည်းဟိုဟိုတယောကျင်တာလည်းပါတယ်တစ်ခါကလည်းအဲ့လို funny လည်းဖြစ်တယ်တစ်ခါကလည်းဟိုရင်နာဖို့လည်းကောင်းတယ်ပေါ့နော်အဲ့ဒီဟာတွေအကုန်လုံးစုပေါင်းလိုက်ပြီးတော့အဲ့တခြင်းလုတ်ဖြစ်သွားတာပေါ့ဒါပေမဲ့ပိုပိုလေးလည်းပြောရင်တော့အဲ့တခြင်းကဒီလောက်ထိအဲ့လိုကြီးထွားသွားမယ်အဲ့လိုသူတွေတိသွားလိမ့်မယ်လို့ လောကမထင်ရဘူးအဲမထင်ရဘူးဆိုတော့အဲ့လိုပေါ့ကျွန်တော်တို့အရင်က music လုပ်နေကြပုံစံအတိုင်းပဲ okay အာနောက်တစ်ချိန်ရေးမယ်စုံမယ်တွန်းမယ်တင်မယ်ဒါပဲဒီလောက်ပဲပေါ့နော်ဒါကျွန်တော်တို့ပုံမှန်လုပ်နေကြအရင်ကတည်းကပေါ့နော်2018လောက်ကတည်းကကျွန်တော်တို့လုပ်နေကြပတ်တယ်တော့အဲ့အဲ့ပုံစံပဲလုပ်ရင်းလုပ်နိုင်ရင်းနဲ့မှဟိုကျွန်တော်ထင်တာကျွန်တော်ထင်တာပေါ့နော်ဟိုလူတွေဒီကာလမှာသူတို့ပြောကျင်နေတဲ့အကြောင်းအရာသူတို့ညီးကျင်နေတဲ့အကြောင်းအရာတွေကဒီသချင်းအချင်းသူတို့ညီးပြလို့ရသွားတယ်သူတို့အတွက်ဘလို့ ဟိုဥပလို့ဟောမလဲငါငါပြောချင်တာအဲ့ဒီကိစ္စတွေပဲကွာဆိုတော့ခံစားချက်ပေါ်တော့အဲ့လိုအဲ့လိုဒါတွေတော့ထပ်ပြီးကြားသွားလို့ဟိုနည်းနည်းကြီးထွားသွားတယ်လို့ဖြစ်ပါတယ်ရှင်းနေတော့ကို join generation y why na see go change generation x တဲ့မကိုတိစာကြည့် generation z အောက်ကိုကိုကြည့်ကြည့်တော့တဲ့နေမှာ generation z ကျွန်တော်တို့က generation လေးပြဖြစ်အဆက်ဆက်အားနာရှင်ကိုတိုက်ထုတ်ခဲ့တာကြီးပြကျွန်တော်တို့ရဲ့ Facebook တီးခင်လူငယ်တွေမသိကြဒါကြောင့်သူတို့ပေးတဲ့နာမည် generation လေးပြလူမျိုးရင်းစွန်းရောက်တယ်မသိဘူးငါတို့ပြည်နဲ့ in a people ငါတို့ပြည်နဲ့နိုင်ငံ people ဆိုတာကတော့ရမြောင်လေးချက်အခုဆိုချင်းလက်နဲ့ချမ်းခွဲသွားပြီးအောင်ချင်းခဲ့တဲ့ပေါ်လက်ရှိကျွန်တော်အသက်ကတော့အဲဟိုပေါ့ကျွန်တော်2000ကျော်ပေါ့နော်2000ကျော် 2000ခုနှစ်ပါဆိုတော့အခု24ပြည့်သွားပြီပေါ့နော်25တည်းဝင်ပြီပေါ့အာပရိုဖိုင်ကတော့ကျွန်တော်အာအနမသိဟင်ကြီးရတော့ဒီကလေးတက္ကသိုလ်ပေါ့နော်ကလေးတက္ကသိုလ်အမှဒီဒုတိယနှစ်ကျောင်းသားပေါ့နော်သမိုင်းသူပြုနဲ့သမိုင်းမေဂျာနဲ့အာကျောင်းဆက်နေတဲ့ကျောင်းသားတယောက်ပေါ့အာ music music ကိုစပြီးတော့ဟာလုတ်ဖြစ်တာတော့အာငငယ်တော့လို့ဟိုပေါ့ဟိုဒီ စနစ်ကိုအနေနဲ့လို့ပြောအောင်ပါပဲပေါ့နော်ဒီစနစ်ကိုတွေအနေနဲ့ဒီ music ကိုစပြီးတော့ရင်းနှီးလာပြီးတော့မှအာဒီအလဲတန်းဒီ set အာ score sorry ကိုနှစ်ဆယ်နှစ်သားလောက်မှာအဲ့လိုဟိုဟိုဟိုပငယ်ချင်းတွေနဲ့ပေါ့နော်အဲ့လိုခုံခေါက်ပြီးတော့တချင်းတွေစာသားတွေလျှောက်ကြည့်ကြတာလို့အဲဂီတာလေးမတော့တစ်ခေါက်လေးလျှောက်ပြီးပြီးတော့အဲ့လိုတချင်းတွေလျှောက်ဆက်ကြည့်တာလို့အဲ့အဲ့လိုမျိုးတွေနဲ့ပေါ့နော်အာဒီတကယ် music ကိုတကယ်ဒီဒီချာစလို့ဖြစ်တာတော့ ဆယ်တန်းပြီးမှပေါ့နော်2000အဆက်ခွန်ပေါ့2016ဆက်ခွန်အဲ့ဝင်ချင်တော့ကြာမှာပဲ music ကိုတကယ်စလုတ်ဖြစ်တယ်လို့ပြောလို့ရပါတယ်ဟုတ်အဲဘလို့ဖြတ်ချော်တယ်လဲဆိုတော့အင်းပေါ့ဟိုအဲ့ဒီအရွယ်အဲ့အချိန်ကတော့ဒီအာ16 20ဝင်းကျင်အသက်အရွယ်တခုလူငယ်တယောက်အနေနဲ့ပေါ့နော်ဒီဖြစ်လာတဲ့ weight ကဒါကျွန်တော်ကြောက်သေးတော့မဟုတ်ပါဘူးအဲ့ဒီအချိန်မှာရှိတယ်ကျွန်တော်ရဲ့ကျွန်တော်နဲ့ယူရတဲ့သူငယ်ချင်းတွေ ျွန်တော်တက်ကြီးရဲ့သူဖြစ်စေငယ်တဲ့သူဖြစ်စေအားလုံးခံစားရတဲ့ခံစားချက်အတိုင်းပဲပေါ့နော်ကျွန်တော်ဒီလေဒါလူငယ်တယောက်ဖြစ်တဲ့အတရားကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့ဒီလိုခေါ်မလဲဟိုကျွန်တော်မှရှိတဲ့ရင်းချက်မျိုးကကျွန်တော်ကြုံတွေ့ရတဲ့ဒီကံကြမ္မာဆိုးလို့ပြောမလားဒီအဲဖြစ်လာတဲ့ဟိုအကျိုးသက်တွေဒီဖြစ်လာတဲ့အခြေအနေတွေကဟိုကိုယ့်ရဲ့ရင်းချက်မှုခံနေရဘယ်လိုမှ process လုပ်မရသေးတဲ့အနေအထားတစ်ခုမှာဟို ခံစားရလာဒီစိတ်ပိုင်းချုပ်ပိုင်းပေါ့နော်ခံစားရတယ်ဆိုတော့အများကြီးရှိတာပေါ့အဲဒါပေမဲ့ဟိုဘယ်လိုဟောမလဲဖះမသေးသေးခြင်းလို့ပဲထင်ပါတယ်ဟိုအဲ့မသေးခိုင်းခဲ့တော့ပေါ့နော်အဲ့တုန်းကပေါ့အဲ့တုန်းကမသေးခိုင်းခဲ့ပဲနဲ့ပြန်ရှင်းလာအောင်ကျွန်တော်5မိနစ်လောက်နောက်ကျရင်ကျွန်တော်သိထွက်လို့ဒီပေမဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်ကနေပြီးတော့5မိနစ်လောက်အလိုမှာကျွန်တော်စီးအောင်ရောက်ပြီးတော့စီးကူတောင်းမှုခံပြီးတော့အဲ့ဆက်ပြောင်းလာတယ်ဟုတ်မသေးဖြစ်ခဲ့ဟုတ်ပေါ့ဖះကလာဒါသူ မပေးသေးသေးလို့ပဲဖြစ်နေချင်းပါဘောเนาะအဲအဲ့လိုကနေပြီးတော့အာအများကြီးတူပါပဲဟိုလိုမျိုးအကြီးကြီးဟိုဘယ်လိုခေါ်မလဲအရင်ကျိုးသားခဲ့ရတယ်လို့အရင်ဟိုဘယ်လိုခေါ်မလဲဟိုချက်ကျော်ခဲ့ရတယ်လို့ခံစားခဲ့ရတယ်ပေးဆက်ခဲ့ရတယ်လို့အဲ့လိုမျိုးတော့မရှိပါဘူးဒီနေ့ချိန်လေးလည်းအဲ့လိုမျိုးတော့မခံဘူးဘောเนาะဒါဆိုတော့ကျွန်တော်လုတ်ကျင်လို့လုတ်လိုက်တယ်အဲ့လုတ်လာတဲ့အပေါ်မှာဒီလို impact တစ်ခုဖြစ်လာတယ်ဘယ်တော့ပါပဲအဲဆိုတော့အဲ့ဒီဟာကိုလည်းကိုယ်ကလက်ခံနိုင်အောင်ကြိုးစားလိုက်တယ် တော့နောက်ပိုင်းကိစ္စတွေကသူ့ဟာနဲ့သူအချိန်ရပူဇော်သွားတာပါပဲဟုတ်အဲ့လိုပဲမြင်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒီ audio ဒီတချင်းဒီအခွေပေါ့နော်ဒီ EP ရဲ့အာ audio တစ်ခုလုံးသာအတွက်6ပုဒ်သာအတွက်ပေါ့နော်ကျွန်တော်အချိန်ကစုစုပေါင်းလိုက်မယ်ဆိုတော့ကျွန်တော်ရေးတာရယ်ဆိုတာပြီးတဲ့သူနှစ်ဖက်နှစ်ပိုင်းကအကုန်လုံးစုစုပေါင်းလိုက်မယ်ဆိုတော့၄၅6လောက်လောက်ပဲကြာတယ်ပေါ့နော်ဒါပေမဲ့အဓိကကြာသွားတာကဘာလဲဆိုတော့ကျွန်တော်အဲ့ခွေကိုထောင်ကနေစတင်လာတဲ့အချိန်ဒီ generation မီမရှင်နည်းနည်းကြီးထွားသွားပြီးတော့နှစ်လသုံးလလောက်အကြာမှာကျွန်တော်ဒီအခွေဆက်စပြီးတော့တည်ဖြစ်ခဲ့တာပေါ့နော်အာအခွေစလုပ်ရဲဆိုတာလေပုံမှန်လို့ပြောရအောင်တချင်းလုပ်တဲ့လူတယောက်အနေနဲ့အော်ကအခွေလေးတစ်ခုတော့ကလုံချင်တယ်ဆိုတော့စိတ်တစ်ခုထဲနဲ့ဆိုဒီတိုင်းလုံလိုက်တာပေါ့နော်ဆိုတော့အဲ့ရဒီမှာမထင်မှတ်ဘဲနဲ့မထင်မှတ်ဘဲနဲ့ဆိုတာကကိုလည်းကိုကိုတိုင်ကိုကိုတိုင်ရဲ့ရွေးချယ်မှုပါပဲကျွန်တော်ဒေါ်လိုင်းဆက်လုပ်မယ်ဆိုတဲ့အားမျိုးပေါ့နော်ဟိုအဲ့လိုမျိုးရွေးချယ်လိုက်တဲ့အကြာတစ်ခု ပေါ်မှာဖြစ်လာတဲ့ပထမတော့တော်လိုင်းဆိုတာအားလုံးတွေးတဲ့အတိုင်းပဲပေါ့နော်ငါသွားမယ်။မလုပ်နိုင်လားငါလုပ်မယ်။တော်လှန်မယ်။ဒီနောက်ချင်းနေလုပ်မယ်။အဲ့လိုမျိုးပေါ့နော်ရိုးရိုးလေးတွေးလိုက်တာပေါ့။ဒါပေမဲ့တကယ်တမ်းဒီတော်လိုင်းရေးပြီးတဲ့ကိုရောက်သွားတဲ့အချိန်ကြီးကတော့ဟိုစက်ပုံနာပေါင်းလို့ပြရမလား stress ပေါင်းလို့စိတ်ကြီးစရာပေါင်းလို့အဲ့လိုမျိုးပေါင်းလို့ပေါင်းလို့ကြားထဲမှာကိုယ့်ရဲ့ project personal project လို့ပြောလို့ရမယ်ဒီအပေါ်မှာနောက်ကိုရေးရေးရေးပြီးတော့မလုပ်ဖြစ်မလုပ်ဖြစ်နဲ့ကြာသွားတယ်ပေါ့နော်၃နှစ်ကျော်လောက်ပေါ့ကြာသွားတယ် အဲအဲ့ရနေမှဒီနောက်ဆုံးဟိုပါလေဒီတကယ်2025ရဲ့ကျတော့အမတ်ကျွန်တော်2024ကြရ release လုပ်မယ်ဆိုလုပ်လို့ရပြီပေါ့နော်ဒါပေမဲ့အာစဉ်းစားကြည့်တာပေါ့နော် maybe ဒီအခွေကကျွန်တော်ရဲ့ဘဝမှာနောက်ဆုံးထုတ်တဲ့အခွေလည်းဖြစ်သွားနိုင်တယ်ဟိုနောက်ထပ်ကျွန်တော်ဘာမှထပ်မလုပ်တော့နိုင်ဒါလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ပြောလို့မရဘူးပေါ့ဟိုအဲ့လိုအနေထားတစ်ခုမှာငါဟိုရှိတဲ့နဲ့ဖြစ်တဲ့နဲ့အမှတ်တရတစ်ခုတော့လုပ်ချင်တယ်ပေါ့ အဲ့လိုမျိုးတွေးမိပြီးတော့โอเคခင်ဗျားလိုမျိုးဟိုလို CD တို့ stick တို့ဒီဘက်လူတွေထုတ်ဘယ်လိုမျိုးပေါ့နော် stick တို့ပါလို့ ਨੇ ထုတ်ဖို့ကြတော့လဲဟို budget အနေထားရအဲ့လောက်ကြီးတက်နိုင်တဲ့အနေထားမဟုတ်တဲ့ခါကျတော့ပြီးတော့နောက်တစ်ခါကျတော့ stick တစ်ခုထဲနဲ့ဆိုတာထက်စာရင်ဟိုအားလုံးလည်းအဲ့လိုမျိုး relate လုပ်လို့ရမယ်ဟိုကျွန်တော်အကျွန်တော်အခွေဆိုတဲ့ဟာမျိုးလေးလည်းဟိုဘယ်လိုခေါ်လဲ brand တစ်ခုလိုမျိုးလည်းချစ်ချင်တာပေါ့နော်ဒီအချင်းလုံးပဲလူပြောက်နေလက်ဟိုကြီးကြီးစေပြောရင် artist ပြောင်းပါတော့ ဒါအဲ့လိုလုံးတော့ရချက်စရာကြီးဆိုတော့ okay အဲ့အဲ့တချင်းလောက်တဲ့လူပြောက်ပဲဆိုတော့ဆိုအဲ့တချင်းလောက်တဲ့လူပြောက်နေနဲ့အာဒီလိုမျိုးအမှတ်တရလေးတစ်ခုတော့လုပ်နေတယ်ကျွန်တော်ရဲ့ကျွန်တော်တချင်းမျိုးနားထောင်တယ်ကျွန်တော်ညီကိုမိဆွေတွေပေါ့နော်အာသူတို့တွေအတွက်အမှတ်တရတစ်ခုမသိခင်တော့ထားခဲ့ခြင်းနဲ့ပေါ့နော်ဆိုတော့စိတ်နဲ့ okay အမှတ်ရရလေးဖြစ်အောင်ဆိုပြီးတော့ဒီအဲတွေးမိတာပေါ့နော် lyric book ဆိုတာမျိုးဒီတချင်းစာအုပ်ပေါ့တချင်းစာသားတွေပါတယ်တချင်းစာအုပ်ပေါ့နော်ဒီတော့အဲ့တချင်းစာအုပ်က ဟိုအဲ့ထဲမှာပါတဲ့ lyric တွေကကွန်ပျူတာဟော့မဟုတ်ဘူးကျွန်တော်ရဲ့လက်ရေးမှုပေါ့နော်ကျွန်တော်လက်ရေးမှုအတိုင်းကျွန်တော်အဲ့ဒါကိုစပယ်ချက်ဟိုရေးထားတဲ့ဟာပေါ့နော်အဲ့ကျွန်တော်ရဲ့လက်ရေးမှုအတိုင်းလည်းကျွန်တော် print လုပ်တယ်ဟုတ်တယ်ဒီလိုအဲ့ဒီမှာကျွန်တော်ရဲ့ဒီဖက်ရောက်လာတဲ့အချိန်မှာခင်မင်ကြရတဲ့ဒီတော်လိုင်းတွေရပါပဲဟိုပကြီးဆရာပေါ့နော်ကျွန်တော်တကယ်ချင်းကျွန်တော်ရဲပေါ့ရဲဆိုဒီကို Jimmy's Artivars ဆိုရရှိတယ်ပေါ့နော်သူရဲ့ဟိုပကြီးပညာရက်နဲ့ပေါ့နော်ကျွန်တော်ရဲ့ဂီတနဲ့ အောင်ပေါင်းစည်းပြီးတော့သူကကြတော့ဒီအချင်းတစ်ပုတ်ချင်းစီအတွက်သူခံစားမိတဲ့အတန်အားဖြင့်သူခံစားမိတဲ့အရာကိုသူကအယုတ်အားဖြင့်ပြန်ပြီးတော့ဖန်တီးတယ်အဲ့ဒီကိုပေါင်းဆက်ပြီးတော့ကျွန်တော်တို့ lyric book ဆိုတာလည်းဖြစ်လာတယ်ပေါ့ဆိုတော့အဲ့ lyric book မှာကျွန်တော်ကျွန်တော် QR scan code တစ်ခုပါတယ်အဲ့ QR ကို scan ဖတ်လိုက်လို့ရှိရင်အချင်းနားပေါင်းလို့ရမယ် platform ကိုရောက်သွားမယ်ပြီးရင်အဲ့ lyric book ကိုဖတ်လို့ရမယ်ပေါ့ဟုတ်ကဲ့လွယ်တော့မလွယ်ဘူးလွယ်တော့မလွယ်ဘူးဆိုတာဟိုတစ်ခါမှမလုပ်ဘူးတဲ့အရာပေါ့နော်ဒီ လို့ဟို album ထုတ်တယ်ဆိုတော့ဒီစာပြီးတော့အာဟိုကျွန်တော်ကျွန်တော်ဟိုမှာလည်းပြောထားတာရှိတယ်ပေါ့နော်ဒီ album ထုတ်ရတဲ့အကြောင်းကြီးကနှစ်ချက်ပေါ့နော်အဓိကနှစ်ချက်ပဲအကြောင်းရင်းอ่ะဘာလဲဆိုတော့ပထမချက်ကကျွန်တော် music လုပ်တဲ့လူတယောက်အနေနဲ့ကျွန်တော်အခွေတစ်ခုထုတ်ခြင်းလည်းအာတကန့်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ပတ်စံလုပ်ခြင်းဒါရှင်းရှင်းလေးလေးရှင်းရှင်းလေးပဲပေါ့နော်ပုံပုံလေးလေးပြပြလာကျွန်တော်ပတ်စံလို့ရတယ်။ဘာလို့လို့လဲဆိုတော့ကျွန်တော်ဆက်လုပ်ခြင်းနဲ့ အလုပ်တွေကျွန်တော်သွားဟိုဟိုကျွန်တော်သိထားတဲ့ကိစ္စတွေအများကြီးရှိတယ်ဒီအရာတွေကပတ်စံမရှိဘဲနဲ့ကျွန်တော်ဘာမှလုပ်လို့မရတဲ့ဟာတွေပေါ့နော်ဟိုဆိုတော့အဲ့ဒီအရာတွေကဘာတွေလဲဆိုတော့ကျွန်တော်အခုချိန်မှာတော့အဲ့လိုနာမည်တစ်ခုရက်စီတက်ပြီးပြောလို့မရသေးဘူးပေါ့နော်အဲဒါပေမဲ့ကျွန်တော်လုပ်နေတဲ့အရာတွေရှိတယ်အဲ့ဒီဟာဆိုတော့ကျွန်တော်ငွေလို့ရတယ်ဟိုကျွန်တော်ကတခြားထောက်ရောင်းပြပညာရဲ့လည်းဘာမှမရှိဘူးဆိုတော့ကျွန်တော်ကဒါလေးပဲရှိရပြီးချင်းလေးပဲရှိရဆိုတော့အဲ့ချင်းလေးကျွန်တော်ရောင်းထုတ်ရောင်းမယ်ပေါ့နော်ဆိုတော့ဒီဟာထုတ်ရောင်းပြီးအဲ့ရနေရလာတဲ့ ကျိုးမြတ်တစ်ခုနဲ့ကျွန်တော်လုပ်ခြင်းနဲ့အလုပ်တွေ project တွေကိစ္စတွေပေါ့နော်အဲ့ဒါတွေကျွန်တော်ဆက်လုပ်မယ်ဆိုတော့စိတ်ပေါ့နော်အဲ့ဒီဟာနဲ့ကျွန်တော်လုပ်ခဲ့တာဖြစ်တဲ့အခါကျတော့တစ်ဖက်ကကျတော့ကျွန်တော်ဥပမာပြောဒီကာလာရင်းမှာဒီလိုကိုအခွေကိုရဲ့ personal project ပဲဆိုပါစို့အဲ့ဒါမျိုးထုတ်ရောင်းရတာကျွန်တော်တို့ခက်ခဲတယ်ခက်ခဲတယ်ဆိုတော့ခုနဒီအခွေလို့ရတဲ့ project ကခက်ခဲတာတကယ်စိတ်တိုင်းဆိုင်ရာအဖြစ်ရုပ်ဖြစ်တာပေါ့နော်ဒါဆိုတော့ ဥမာဟိုနေ့ကဆိုကျွန်တော်ဖွေတော့ကျွန်တော် content video တခုကျွန်တော်တင်လိုက်တယ်အဲ့တိုက်ဆက်ဆံအဲ့ဟိုဘက်ကညာဘက်မှာနေဘုံချဲတယ်ဟိုတော့အဲ့လိုတရင်တက်လာတော့ကျွန်တော်ဒီဘက်မှာကျွန်တော်ဖွေ promote လုပ်နေတယ်ဒီဘက်မှာကျတော့အဲ့လိုတရင်တက်လာတယ်အဲ့အဲ့လိုအဲ့ဒါအိတ်ပြန်တော့ကျွန်တော်စိတ်ထဲမှာငါငါလုတ်တက်လာပေါ့နော်ဟိုငါအခုခုလွယ်နေပြီလားမသိဘူးပေါ့နော်အဲ့လိုခုခုကိုပြန်ပြီးတော့ပြည့်တယ်နေနေကုန်နေနေပြီလားပေါ့အဲ့ဒါအဲ့ဒါကိုခက်ခဲတယ်အခွေလောက်ရတဲ့ခက်ခဲရတော့ ကျောင်းတော့ဖုန်းမမထင်ဘူးအဓိကအဲ့ဒီရေးရတဲ့အပိုင်းတို့ဟိုဘယ်လိုခေါ်မလဲဒီဟာကြီးကကျွန်တော်ဒီ၃နှစ်တာကာလကကျွန်တော်ဖြတ်တန်းလာရတဲ့တော်လိုင်းကာလပေါ့နော်ဒီတော်လိုင်းကာလမှာကျွန်တော်တော်လိုင်းကာလမှာကျွန်တော်မြင်ခဲ့တွေ့ခဲ့ခံစားခဲ့ရတဲ့အကြောင်းများတွေအဲ့ဟာဒီလူတော်လိုင်းနဲ့ဆိုင်ကျလဲဆိုင်မဆိုင်ကျလဲမဆိုင်ဘူးဒါနဲ့တော်လိုင်းဆိုတဲ့ခေါင်းကြီးအောက်ကတော့ဘယ်လိုမှတော့မလွတ်ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးအာ အဲ့လိုအခက်အခဲလေးကတော့အနည်းငယ်များတော့ရှိတယ်ပေါ့။ဒါပေမဲ့အဓိကတော့ခုနကကျွန်တော်ပြောတဲ့ guilt ဖြစ်တဲ့အိစာပေါ့။အဲ့လားအဓိကလို့ပြောတော့ဟုတ်။ပြောပြချင်တာတော့ဗာလဲဆိုတော့ဟိုအာအခုလိုအားပေးနေတယ်။ဒါပေမဲ့တစ်ဖက်ကလည်းပြောမယ်ဆိုရင်စိတ်အားမပေးနေခြင်း။ဘာလို့လဲဆိုတော့အာကျွန်တော်ခွေကလူတိုင်းအတွက်မဟုတ်ဘူး။လူတိုင်းနဲ့တင့်တော်တဲ့အခွေတော့မဟုတ်တော့ဘူး။ဘာလို့ဆိုတော့ aggressive ဖြစ်တဲ့အိစာတွေရှိမယ်။ ဟိုနည်းနည်းညညနွားတဲ့ညဉ့်ဉန်းတဲ့ကိစ္စကြီးလည်းပါရပါမယ်။ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီသုံးမြတာကလည်းကျွန်တော်ကျွန်တော်စိတ်ရဲ့အငြင်းအခြေတွေဟိုကျွန်တော်မြင်ရတဲ့လူတွေလူဖွဲ့စည်းရဲ့အငြင်းအခြေတွေဟိုဘာသာရေးလူမျိုးရေးဟိုနိုင်ငံရေးစသဖြင့်ပေါ့နော်။အဲ့လိုကံတာပေါင်းဆောင်အောင်အငြင်းအခြေတွေအကြောင်းကိုကျွန်တော်ကျွန်တော်မြင်တဲ့ရှုထောင့်တစ်ခုကနေပြီးတော့ကျွန်တော်အဲ့လိုထည့်ပြီးတော့အကုန်လုံးရိုက်ခဲထားတဲ့ခွေတစ်ခုဖြစ်တဲ့အခါကျတော့အာလူတိုင်းတော်တော်တင့်တော်ခြင်းမှာတင့်တော်မယ်ပေါ့နော်ဒီခွေက။ဒါမဲ့တစ်ခါကကြာတော့လေ ဟိုဒီတော့နေတာကလာတော့မှာဟိုဘလို့ကောင်းလဲကြာကျွန်တော်လက်ဖိတ်ဆိုင်ထိုင်တယ်ကုတ်ကင်းကြီးပြောခေါ်လိုက်တယ်တာရီခဏလာထိုင်ဦးငါတုံးနေအတုံးမှာငါဘာကြီးနေခဲ့လဲဆိုတော့ငါမင်းပြောပြမယ်ဆိုရက်ခံစားချက်မျိုးပေါ့နော်အဲ့ခံစားချက်ကျွန်တော်ပေးနေတာပေါ့အဲ့ထဲမှာသိရမလားဟိုဟိုစုတ်ပြတ်တက်သွားတဲ့အကြောင်းတွေလည်းပါမယ်ဟိုကိုကိုကိုပြန်ပြီးတော့ survive လုပ်ပြရတဲ့အကြောင်းတွေလည်းပါရင်ပါမယ်ပြီးတော့ဘယ်သူကဘယ်သူ့ကိုဘယ်လိုအနိုင်ကျင့်တာဆိုတဲ့ကိစ္စတွေလည်းပါမယ် ရမလားအဲ့လိုမျိုးပေါ့ဗျာခုတငယ်ချင်းကိုကိုကပြန်ပြီးတော့ရင်ဖွင့်ပြနေတယ်အာဖီမျိုးအဲ့ဖီမျိုးရနေထင်တယ်ပေါ့နော်ဒီကျွန်တော်ရဒီမနေဇာမခွေနားထောင်ခြင်းအဖြစ်ပြီးတော့အမှတ်တရလည်းဖြစ်ဖို့ဆိုကျွန်တော် hard copy အနေနဲ့ကျွန်တော်ထုတ်တယ်လက်ရှိမှာဆိုတာနိုင်ငံ6နိုင်ငံလောက်ပေါ့နော်ကျွန်တော်ဟို pre-order စတော့ဆိုပေါ့ခုလက်ရှိထိပေါ့ဟိုပထမတော့ limited edition နဲ့ကျွန်တော်ခွေ300ထုတ်တယ်အဲ့ဒီ300ပုံသွားပြီဆိုတော့နောက်တစ်ထုတ်တွေကတော့အာ ိုဘယ်လိုခေါ်မလဲဒီ handmade ကျွန်တော်ဒီ limited edition 300ကာပါတွေကဒီဟိုဟာတွေပေါ့ handmade system နဲ့လုပ်ထားတာတကယ် handmade quality system ပေါ့နော်အခုနောက်ထပ်ဒီ300ကုန်တော့လို့နောက်တစ်ပုဒ်ပြရကျွန်တော် handmade ဖြစ်နိုင်ဖို့မလွယ်တော့ဘာလို့ဆိုမနိုင်ဘူးပေါ့နော်လူအားလူအားမနိုင်တော့တဲ့အခါကျတော့ဒီပထမ300 limited edition ကိုဝယ်တဲ့သူတွေကတော့ပို့ပြီးတော့အာအမှတ်100ဖြစ်နေထင်ပါတယ်။ဒါဆို handmade system ကျွန်တော်တို့ဒီကတော့ရဲဘော်ရဲတပ်တွေအားလုံးစုပေါင်းပြီးတော့ အာတားလိုက်ချက်လိုက်တော့ဖြတ်တဲ့လူကဖြတ်အာလိတ်တဲ့လူကလေကောက်ကတဲ့လူကအဲ့လိုမျိုးဝိုင်းဝန်းပြီးတော့လုပ်ကြတယ်။အာမျိုးဖြစ်တဲ့ခါကျတော့ဒါဟိုတရားတော့ပဲပိုင်ဆိုင်ထားတဲ့လူတွေမတရားဖြစ်နေလို့လည်းထင်တယ်နော်။ဒါပေမဲ့နောက်တစ်ပုဒ်တွေကျတော့မတွေ့တော့ဘူး။ဒါဆိုတော့ဒီမှာလည်းကျွန်တော်တို့တွေကလည်းသူတို့ပေးစားသူတို့လုပ်နေသူတို့ရှိရတာရောအဲ့ဒါလေးတော့ဆိုခုနပြောတဲ့ဒီကောင်ကျဲဆက်မယ်ကျွန်တော်တို့ရှာရှိရနော်။ဒါကအပေါ်ဆိုရင်ဒါတော့ဘောနော်ကျွန်တော် အဓိကတော့ဟိုပါပေါ့ကျွန်တော်အားပေးစီခြင်းလဲဆိုတော့တခြားတော့မဟုတ်ဘူးအခုနကျွန်တော်ပြောသလိုပေါ့နော်လက်ဖိတ်ဆိုင်မှာပို့တင်ခြင်းကိုခေါ်ပြီးတော့ဒါမှမဟုတ်ထားတော့ဒီယာဆိုင်တခုခုပေါ့နော်ဒါဆရာကြောင့်တည်းလဲပြင်ဖြစ်နေပေါ့ဟာခေါ်ပြီးတော့တကယ်ချင်းငါဒါရီဒါရီမြင်ခဲ့ရတယ်ဒါရီကြားခဲ့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြရတယ်ဒီပေးခြင်းတဲ့အခါကျတော့ဒီခွေကဟိုနားလဲနားထောင်ပေးခြင်းနဲ့ပေါ့နော်ဒါပေမဲ့နားထောင်ရင်းနဲ့လည်းရှုမြင်ကြည့်စေခြင်းနဲ့ပေါ့ဒီ POV တွေပေါ့နော်ဒီ point of view တွေကျွန်တော် ။ဘာကြောင့်ပြောနေရလဲဆိုတဲ့ဟာမျိုးလေးပေါ့နော်။ဟိုဟိုဟိုတကယ်ဖြစ်နေတဲ့ကျွန်တော်တို့မြန်မာပြည်ကျွန်တော်တို့လူအဖွဲ့အစည်းတွေမှာတကယ်ဖြစ်နေတဲ့အကြောင်းအရာတစ်ခုနဲ့အဲ့ဒီလူအဖွဲ့အစည်းကိုမမြင်နိုင်တဲ့အခြားဟိုမမြင်နိုင်တဲ့ဆိုတာအရင် relate မလုပ်နိုင်တဲ့လူတွေရဲ့အဲ့နှစ်ခုကြားထဲမှာ medium တစ်ခုကိုကျွန်တော်ကရှိကျင်တယ်ပေါ့နော်ကျွန်တော်ပြောပြမယ်ပေါ့အဲ့အဲ့အဲ့ဖီလိုပေးခြင်းနဲ့တော့အားကောင်းကြီးဖို့လဲကျွန်တော်တိုက်တွန်းခြင်းတယ်ဒါပေမဲ့အရင်လည်းမတိုက်တွန်းရဘူးခုနပြောလို့ဟောဆိုတော့ အဓိကတော့အဲ့ဒါပါပဲเนาะဟုတ်ကဲ့ကျေးဇူးတင်ပါ